ွေရီကိုအိမ်မက်မက်ရင်ဘာရီဖြစ်တတ်လဲအိမ်မက်မက်တယ်ဆိုတာသူစံနဲ့တစ်စိတ်တခုဖြစ်ပြီးတင်မက်တဲ့အိမ်မက်တွေကတင်ပကြခင်မှာဂျုံတိရမယ်ကံကြမာနဲ့ဆက်ဆက်မှုတွေရှိနေပါတယ်။ဒါကြောင့်တိရအိမ်မက်တဲမှာငွေကုန်ကြီးတွေရှာတဲ့အခါမကြခင်တိဂျုံတိရမယ်ကံကြမာကဘလို့ဖြစ်မလဲဆိုတာလေးတွေကိုတော့ကြည်ရဲဘာမှဆက်မြောက်ပြိသက်ကြီးအတွက်ပြန်ဝင်တင်ဆက်ပေးလိုက်ပါရရှင်။နံပါတ်1ဘာမှမလုပ်တဲ့ဝေရီကိုအိမ်မက်မက်တဲကောင် တင်းရဲ့အိမ်မက်ထဲမှာငွေရီပေါ်လာပေမဲ့တင်းကမတိုက်ခဲ့ပေမကိုက်ဘူးဆိုရင်တော့ကန်စာအတော်လေးကောင်းကြောင်းညွှန်ပြပေးပြဿနာတွေကိုအမြင်စွာဖြေရှင်းဖို့အတွက်တငယ်ချင်းတွေရဲ့ကူညီကိုရရှိပါလိမ့်မယ်။ငွေတကောင်ကိုအိမ်မက်မက်ကြီးကမမွေးတော့တဲ့အနာဂတ်မှာတင်းမှာကန်ကောင်းချင်းတွေကိုညွှန်ပြနေတာပါ။နံပါတ်2ငွေရီအများပြတွေ့ရတယ်လို့အိမ်မက်မယ်ရှင်ငွေရီအများပြတွေ့ရတယ်ဆိုရင်တော့အစ်မငွေရီအများကြီးကိုတနေရာရင်းမှာတွေ့ဖို့မဖြစ်နိုင်ဘူးဆိုပေမဲ့အိမ်မက်ချင်းမှာတွေ့လိုက်ရမယ်ဆိုရင်လည်းတင်းရှမ်းကိုလန်သွားပါပါ အဲ့လိုအိမ်မက်မကြကတော့တင်ကအလုပ်တွေကိုမနာမနေစူးစမ်းပြီးလုပ်နေရကြောင်းကျမ်းမာရေးထိခိုက်တဲ့အထိဖြစ်လာရောမယ့်အထိပဲပါတင်းရဲ့ကျမ်းမာရေးကိုဖိအားဆိုင်ရမှာဖြစ်ပါတယ်နံပါတ်3မွေစိမ်းတွေကိုအိမ်မက်မချင်းအရှောင်းနေရဲ့စစ်ပညာကလည်းအိမ်မက်တွေကိုအနက်ပွေရမှာအရှိကြီးတဲ့အခန်းကဏ္ဍကပေါဝင်ပါတယ်ဝင်းစင်းကအိမ်မက်မကြီးကအပြောင်းလဲကိုပိုင်တုတ်တက်မှုနဲ့ကံကောင်းကြီးရဲ့တင်ကြတာတစ်ခုပဲဖြစ်ပါတယ်။နံပါတ်၄ဝင်းမျိုးခရရတဲ့လူအိမ်မက်မက်ရှင် ။ဝင်းမျိုးခန့်ရတယ်ဒါမှမဟုတ်မွေးကတိကန်နာကိုရိတ်ကိုဝင်သွားတယ်လို့မြင်မှတ်တယ်။ဒီလိုမျိုးအိမ်မက်မြင်မှတ်တယ်ဆိုရင်တော့တိစီကန်ကောင်းချင်းနေရှောက်လာတော့မှာပါ။နေမကောင်းဖြစ်နေသမျှတွေပျောက်သွားနိုင်ပြီးတခြားကောင်းတဲ့ကိစ္စတွေဖြစ်လာနိုင်ပါတယ်။နံပါတ်၅ဝင်းနဲ့ကိုအိမ်မက်မှတ်ချင်းဝင်းနဲ့ကိုအိမ်မက်မက်ကြီးကစင်ကြီးတော်များအစ်င့ကမတိချော်တဲ့ဆက်ဆံရေးကိုထိန်းသိမ်းဖို့ဒါမှမဟုတ်စတင်ရဲ့သိဆောင်မှုလို့အတိတ်ပဲဖွင့်ဆိုနိုင်ပါ रे နံပါတ်6မွေးကတိက္ကနာကိုကိုပတ်ထားရလို့အိမ်မက်မက်ရှင့် မွေးကားတက္ကနာကိုကိုပတ်ထားတယ်ဆိုရင်တော့တင့်ရဲ့အခြေအေးကဂေယုတဆိုင်ကြောက်ကြည့်ရမယ်အခြေအနေမျိုးဖြစ်နေပြီးတော့တင့်ရဲ့စစ်သူကတစ္ဆာဖောက်တာကိုခံရှားနိုင်တဲ့အတွက်ကြောင့်သူ့ရဲ့ခြေလှမ်းတွေကိုတေချာစောင့်ကြည့်ပြီးတစ္ဆိတ်ကိုလည်းကြွတိပြင်ဆင်ထားတင်ပါတယ်။နံပါတ်9မွေးကားကြောက်ပြီးထွက်ပြေးရလို့အိမ်မက်မရှိအိမ်မက်ထဲမှာမွေးကားခုခုကိုက်တော့မယ့်ပုံစံပေါတော့မယ့်ပုံစံနဲ့လိုက်လာလို့ကျောင်းနဲ့တခြားထွက်ပြေးရတယ်လို့အိမ်မက်မြင်မှတ်တယ်ဆိုရင်တော့ တိကြကိုကံမကောင်းတဲ့ကိစ္စရဲ့တခုမကြခင်ရောက်ရှိလာတော့မှလို့ဆွလို့ခြင်းပဲဖြစ်ပါတယ်။နမရှင်ဝင်းနဲ့ဒီဒီနေ့ကစားနေရတယ်လို့အိမ်မက်မရှင်တင်းကပြင်မမှာတော့မွေးကိုတင်းလို့ကြောက်ပြင်မယ်အိမ်မက်ထင်းမှာမွေးနဲ့ရှင်းနီးကျောင်းဝင်စာကစားနေရလို့မြင်မက်တယ်ဆိုရင်တော့တင်းရင်ဆိုင်ဖြစ်ရှင်းနေရတဲ့ပြဿနာတွေရဲ့အရင်းနှစ်ကိုရှာတွေ့ပြီးတော့မကြခင်ဖြစ်ရှင်းနိုင်တော့မှပဲဖြစ်ပါတယ်။နမကိုမွေးရရှိကုန်လဲတာကိုတင်းကိုယ်တိုင်မြင်တွေ့ရတယ်လို့မြင်မယ်ရှင်။ အိမ်မက်ထဲမှာမွေးတဲ့ကောင်အရှိခွန်လင်းနေရကိုတင့်ရဲ့မျက်စိရှိမှာမျက်ဝါးထိထိမြင်တွေ့ရတယ်ဆိုရင်တော့မကြခင်အချိန်မှာတင့်တန်ကိုကောင်းတဲ့ဘဝတစ်စိတ်ချိုးပြောင်းနေမှုတွေရောက်လာရမယ်လို့ဆုလို့ခြင်းပဲဖြစ်ပါတယ်။နံပါတ်10မွေးကိုတက်ရတယ်လို့အိမ်မက်မြင်မဲ့ရှင်အိမ်မက်ထဲမှာတင်ကိုယ်တိုင်မွေးကိုတက်နိုင်ရှာရဲလို့အိမ်မက်မြင်မဲ့ရှင်တော့တင်ဘဝမှာကြုံတွေ့နေရတဲ့အခက်အခဲဆုံးပြဿနာတွေကိုရောင်ကြည်ချက်ခင်းနဲ့ကြုံလာနိုင်မှာဖြစ်ပြီးတော့သူမကြည့်ရအောင်မြင်မှုမျိုးရရှိတော့မှာဖြစ်ကြောင်းနိမိတ်ကြခြင်းပဲဖြစ်ပါတယ်။နံပါတ်7 မွေကတင်ပေသွားသွားနောက်ကလိုက်လာရင်လို့မြင်မဲ့တဲ့အခါအိမ်မက်ထင်းမမွေကတင်ပေသွားသွားနောက်ကလိုက်နေရင်လို့မြင်မဲ့တာကတင်မငူးစရာဝမ်းနေစရာဖိဆိုင်ရတခုခစ်ပေါ်လာတော့မင်းလို့ဆိုလိုခြင်းပဲဖြစ်ပါရဲ့နမစနေမွေကိုက်ခံရတယ်လို့အိမ်မက်မြင်မဲ့ရှင်အိမ်မက်ထင်းမတင့်ကိုမွေတကောင်ကပြင်းပြင်းထန်ထန်လိုက်ကပ်ပြီးတင်းနေရရှာသွားရလို့မြင်မဲ့တဲ့ဆိုရင်တော့ဘလို့မှရှောင်းလဲလို့မရှာရတဲ့ပြဿနာအကြီးကြီးပေါ်လာတော့မှဖြစ်ပါရဲ့ပြဿနာတခုရဲ့ခြင်းကကျက်ဒါမှမဟုတ် မကြခင်မှာဖြစ်ပါတော့မယ့်အငင်းပွားမှုတစ်ခုပါပဲဒီလိုအိမ်မက်မျိုးမြင်မဲ့ပြီးပြီဆိုရင်တော့မဖို့စတင်မယ့်3ကြီးစွာနေထိုင်တင်ပါရင်နံပါတ်73မွေချင်းချင်းရန်ထည့်နေရာကိုအိမ်မက်နေမဲ့ချိန်မွေချင်းချင်းရန်တက်နေရာကိုအိမ်မက်နေမဲ့တဲ့ဆိုရင်တော့တင်ပေါင်းသိနေတဲ့မိတ်ဆွေပေါင်းသိနေတယ်မှာတင်ကိုမလို့မောထသူရှိနေပြီလို့ဆိုလိုခြင်းပဲဖြစ်ပါရင်နားဆင်အားပေးကြရတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးတူပဲတင်ရှိပါရှင့်